စီပေါသာကတိမ်းမောက်ပြီးမိလောင်မှုအတွေ့သိဆုံးသွားခဲ့ရတဲ့ဆီယာမာလီတို့မန္တမနှစ်ဦးမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ခုတကမှာတော့အရန်ကိုချစ်စရာကောင်းပြီးကလေးတွေအပေါ်ဂယူဆိုင်တတိတ်ဆီယာမာလီတယောက်ကိုဆုံးရှုံးလိုက်ရပါတယ်ဒီဖြစ်စဉ်ကတော့23ရက်5လ2025ကဖြစ်သွားခဲ့တာဖြစ်ပြီးတောင်ကြီးဟိုပုံရှစ်မိုင်မှာစီပေါသာကဘရိတ်ပေါက်ပြီးပေါက်ရမှာမိထလောင်ကဆိုင်ကယ်နှစ်စီးအပါအဝေးကားသုံးစီးပါမိတဲ့ပါသွားခဲ့တာဖြစ်ပြီးလူတွေလည်းတီးကြတယ်လို့ကြားသိရပါတယ်တောင်ကြီးဟိုပုံပြည်တော်စုလမ်းမကြီးပေါ် ပင်ပတ်တန်တောင်လမ်းခွဲအထက်နောင်လန်ရွာနားမှာစီပေါက်စာကားတစ်စီးပြိပောက်ပြီးအချိန်မထိန်နိုင်တော့ပဲကာလီစီစင့်တိုက်တယ်လို့ဆိုင်ကယ်တစ်စီးပါကားအောက်ရောက်သွားခဲ့တာလို့ဆိုပါတယ်။ဒီထဲမှာကိုသိန်းစိုးဦးမငိမ့်ဤသူမောင်နှမနှစ်ယောက်ပါသွားခဲ့ပါတယ်။မငိမ့်ဤသူကတော့ New Life Private School မှာ Student Affairs Supervisor အဖြစ်ဆောင်ရွက်နေရပါ။မငိမ့်ဤသူကတော့အသက်28နှစ်အရွယ်သားရှိသေးပြီး23ရက်5လ2025နေ့မှာတော့ကျောင်းကနေဟိုဘုံကအင်ကိုမောင်နှမနှစ်ယောက်အင်ပြန်လာခဲ့ကြတာဖြစ်ပြီး အိမ်ပြန်မရောက်ခဲ့ရဘဲလမ်းမတင်အဖြစ်ဆိုးတဲ့ကြုံကမန္တမနှစ်ယောက်လုံးပွဲချင်းပြီးဆုံးသွားခဲ့ရပါတယ်။အဆိုပါ private school ဆီယမလီဟာသူမအင်ကိုအကိုဖြစ်သူနဲ့အတူဆိုင်ကယ်စီးကပြန်နေရင်ဟိုပေါင်းပေးမဲ့လမ်းပေါ်မှာကားကိုကြောတက်စေအနီးနားရှိစီပေါစာကားကတိမ်မောက်မီးလောင်ခဲ့တာကြောင့်သူမတို့စီလာတဲ့ဆိုင်ကယ်ကကားရီချားညက်ပြီးဆီယမလီတို့မန္တမနှစ်ဦးလည်းပေါင်ရင်ဆုံးမသွားခဲ့ရတာလို့သိရပါတယ်။ဆီယမလီဟာအသက်28နှစ်သားရှိသေးရဖြစ်ပြီးဆီယမလီတို့မန္တမကိုမေလ24ရက်မှာတကြုံခဲ့တာဖြစ်ပါတယ်။ ဆီယမာလေးတည်ဆုံးတာနဲ့ပတ်သက်ပြီးအားလုံးကနှမျောတသာဖြစ်နေကြပြီးအမြဲတကြွပြီးဖော်ယူတဲ့တိချက်ကျောင်းကျိုချိန်ဆိုကျောင်းသားမိပါတိုင်းနိနိကိုလူမြေနာနဲ့ကျောင်းသားနာမည်တန်းခေါ်ပြီးတဲ့တိချက်ခုလိုဖြစ်တဲ့ကြတော့မိသားစုနဲ့အတူထတ်တူဝမ်းနေရပါ යි ကျောင်းရဲ့အတောက်ပဆုံးဝန်ထမ်းတွေတဲကတအုပ်ဖြစ်တဲ့အတွက်လောက်ပေါ်ကန်ဖက်ဝန်ထမ်းတွေမကကျောင်းသားကျောင်းသူမိပါအများစုသတိထားမိရဲ့သူတို့နေရာအတွက်ပို၍နှမျောဝမ်းနေစိတ်မကောင်းဖြစ်ရပါ යි စိတ်မကောင်းလိုက်တာဒီဆီယာမာကအမဲတွေးလိုက်ရင်တက်ကြွလန်းဆန်းနေရ ။ကျောင်းပွဲတိုင်းလည်းအမြင့်ရှိဆုံးကကထိန်နဲ့တော့ဆိုကလေးတွေနဲ့အတူတူရှိကထိန်ပြီးကုပြီးပျော်ပြီးနေရအယမ်းစိတ်မကောင်းဖြစ်ရပါဘူး။ကောင်းမွန်သောပုံပွားမှာအေးချမ်းပါစီ။နောက်ဘဝဒီလိုအဖြစ်ဆုံးနဲ့အကြုံပါစီနဲ့လို့ဆုတောင်းပေးလိုက်ရပါတယ်။ဆရာမလေးတို့မှန်မှန်နေရအတွက်ဆုတောင်းကားလေးပြောပြခဲ့ကြပါအောင်ရှိ။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှိ။မြင်းဒီကောင်တဝိုက်နေထိုင်သူများနဲ့လမ်းသွားလမ်းလာများကိုအတင်းလက်တာပြီးအလူခံရတဲ့အတူရန်ဖုံးကြီးအားလုံးမင်္ဂလာပါ။ ဒီဗီဒီယိုလေးကတော့မြင်းဒီကောင်းတဲ့အနီနာကလူတိုင်းသတိထားကြဖို့တင်ဆက်ပေးလိုက်ပါတယ်။ဒါကတော့လက်ရှိရန်ကုန်မြို့တော်တော်များများမှာဖုန်ကြီးအယောင်ဆောင်ကအလူခံနေရဲ့ဖုန်ကြီးအတုတွေများလာခဲ့တာပါ။ဖုန်ကြီးဥစဉ်အစ်စ်တွေကအလူခံခြင်းအလေးထားမရှိဘဲတင်ကန်းခြုံကအယောင်ဆောင်အလူခံနေကြတာပဲဖြစ်ပါတယ်။တကယ်ဆိုတန်ဃာတွေကအလူခံတာစွန်းခံတာတွေရှိတော့တကာတကာမတွေကလှူကြတယ်။ ဒါပေမဲ့အခုလိုဖုန်းကြီးရောင်းဆောင်ပြီးအလှကန်တဲ့သူတွေကလှူတဲ့သူတွေကို200လူရင်တော့မဟုတ်ဘူး900မှတော့မောင်းငါဘိုးကြံရီဘိုးလီမှရမှာတော့အလှကန်လာကြပါလေဒါအပြင်ပူဆိုးတာကတော့မပေးရင်တင်ငန်းချုပ်နေဆဲသွားတဲ့သူတွေလည်းရှိပါသေးတယ် ဒီလိုမျိုးဖုန်ကြီးအတူရှိလာတာကတသနာတွေကိုညှို့နှံသွားစေနိုင်တယ်လို့ရန်ကုန်မြို့ရှိလူစီကားရနေရာများမှာဖုန်ကြီးများကဲ့သို့ဝစ်စားကအလူခံနေမှုများပုံမှုများပြလာပါ යි ခုတခါမှလည်းဖုန်ကြီးရောက်စားပြီးအတင်းဆွဲတာအလူခံတဲ့ဦးစင်တွေကိုတတိထားနိုင်အောင်ကိုတွေ့ကြုံရသူအမျိုးသမီးကတင်ပြလာခဲ့တာပဲဖြစ်ပါ යි မိနီကောင်အဒီတယောက်တည်းသွားတက်သူတွေနဲ့အားလုံးတတိထားကြဖို့ပါ ကျမဒီနေ့မိသားသွားဆောင်တော့ဗရုံမာပန်းချန်နာမှာတန်ကအယောင်ဆောင်ထားတဲ့ဥစည်းနှစ်ပါးဇုံတွဲတစုံကိုအတင်းလက်ကဝိုင်းပြီးငွေအတင်းတောင်းနေရကိုတွေ့လိုက်ရပါတယ်။ကိုကဗရုံမာပန်းချန်ဘက်ကိုလမ်းကူးနေရင်တရားအောက်ပလက်ဖောင်းမှာအဲ့ဒီအဖြစ်ပျက်ကိုတွေ့ရချက်ချင်းပဲပစံအိတ်ကိုဂျော့ဘိုးအိတ်ထဲထည့်လိုက်ပါတယ်။ပြီးမှလမ်းကူးတော့အဲ့ဒီဥစည်းနှစ်ပါးကအရှိကဇုံတွဲစီကပစံလေးရာကိုချက်ချင်းပြေးပြီးကိုဘက်လှည့်လာပါတယ်။လှည့်လာတဲ့ပုံစံကအရှိမတယောက်အနောက်မတယောက်လက်နှစ်ဖက်ကိုဆန်ကားပြီးဝိုင်းတာပါ။ ပြီးတော့ရေးစာလို့ကြံရီလေးတိုက်စမ်းမှဆိုပြီးတောင်းပါတယ်။ကိုကလေတန်းကအစစ်မဟုတ်မှန်သတိပြုပြီးတော့ចောင်းလာတတာပတ်စက်အေးမပါဘူးလို့ပြောလိုက်တော့မပါရင်လဲသွားလီးလို့ပဲဆိုပြီးစိတ်ကထွက်သွားကြပြီးခဏနေရောကြောက်တတာဖက်ကိုတက်စီငှားသွားကြပါတယ်။ သူတို့ကောင်းကားနေရင်အနောက်ပြန်လှည့်တာကိုဓာတ်ပုံရိုက်ထားတာပါပြီးတော့စမ်းကြောင်းလမ်းဖက်ကိုဆက်လျှောက်သွားနေအောင်ကားကမောင်းရံနဲ့ကားပေါ်ကနေနင်တရိထားနေကောင်မဆိုပြီးလှမ်းကျင်းသွားပါသေးရဲ့ဒါကြောင့်အများတရိထားစီရန်တင်ပေးတာပါကိုလည်းမိန်ကလေးတယောက်တည်းသွားနေအောင်ကြုံလိုက်ရပြီမဲ့မကြောက်ပါဘူးဒါပေမဲ့ကြောက်စရာမဟုတ်ပါဘူးဥပရိမေရင်ဥပရိကိုကိုရိုက်ဖတ်တိမေပြောလို့မရဘူးဒါကနေကေးတောင်တောင်ကြီးမို့ညာဘက်ဆိုလက်ရဲဆက်ရဲဆွဲလာရန်ကလောက်ကောင်းလောက်နိုင်မိုက်အခြေအနေကိုချင်းချင်းမှာကြေရီထောင်ငါးရံတစ်ခွက်ကြာဝေမတော့နိုင် တက်စီရော9600ပေးပြီးစီးတယ်ဆိုကြတဲ့တန်ကအယောင်စာအောက်တန်းစာတွေပါပပလီနဲ့တင်တာမို့ကံကောင်းပြီးဦးစင်းတို့တွေ့လဲတပည့်တော်မကြောက်ပါဘူးလို့မြို့နယ်အနှံ့မှာလှုပ်ရှားနေတဲ့ဖုန်ကြီးတူတွေအကြောင်းပြောပြလာခဲ့ရပဲဖြစ်ပါတယ်ခုကြည့်နေတဲ့သူတွေရောဒီလိုဖုန်ကြီးတူတွေနဲ့ကြုံဖို့ကြပြီလားအမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် စီပေါသာကတိမ်းမောက်ပြီးမိလောင်မှုအတွေ့သိဆုံးသွားခဲ့ရတဲ့ဆရာမလေးတို့မောင်နှမနှစ်ဦးမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ခုတကာမှာတော့အရန်ကိုချစ်စရာကောင်းပြီးကလေးတွေအပေါ်ဂယူဆိုင်တတိတ်ဆရာမလေးတယောက်ကိုဆုံးရှုံးလိုက်ရပါတယ်ဒီဖြစ်စဉ်ကတော့23ရက်5လ2025ကဖြစ်သွားခဲ့တာဖြစ်ပြီးတောင်ကြီးဟိုပုံရှစ်မိုင်မှာစီပေါသာကဘရိတ်ပေါက်ပြီးပေါက်ရမှာမိထလောင်ကဆိုင်ကယ်နှစ်စီးအပါအဝေးကားသုံးစီးပါမိတဲ့ပါသွားခဲ့တာဖြစ်ပြီးလူတွေလည်းတီးကြတယ်လို့ကြားသိရပါတယ်တောင်ကြီးဟိုပုံပြည်တော်စုလမ်းမကြီးပေါ် ပင်ပတ်တန်တောင်လမ်းခွဲအထက်နောင်လန်ရွာနားမှာစီပေါစာကားတစီဘရိတ်ပေါက်ပြီးအချိန်မထိနိုင်တော့ပဲကာလီစီစင့်တိုက်တယ်လို့ဆိုင်ငယ်တစီပါကားအောက်ရောက်သွားခဲ့တာလို့ဆိုပါတယ်။ဒီထဲမှာကိုသိန်းစိုးဦးမငိမ့်ဤသူမောင်နှမနှစ်ယောက်ပါသွားခဲ့ပါတယ်။မငိမ့်ဤသူကတော့ New Life Private School မှာ Student Affairs Supervisor အဖြစ်ဆောင်ရွက်နေရပါ။မငိမ့်ဤသူကတော့အသက်28နှစ်အရွယ်သားရှိသေးပြီး23ရက်5လ2025နေ့မှာတော့ကျောင်းကနေဟိုဘုံကအင်ကိုမောင်နှမနှစ်ယောက်အင်ပြန်လာခဲ့ကြတာဖြစ်ပြီး အိမ်ပြန်မရောက်ခဲ့ရဘဲလမ်းမတင်အဖြစ်ဆိုးတဲ့ကြောင့်ကမောင်နှမနှစ်ယောက်လုံးပွဲချင်းပြီးဆုံးသွားခဲ့ရပါတယ်။အဆိုပါ private school ဆီယမလီဟာသူမအင်ကိုအကိုဖြစ်သူနဲ့အတူဆိုင်ကယ်စီးကပြက်နေရင်ဟိုပေါင်းပင်းပတ်လမ်းပေါ်မှာကားကိုကြောတက်စေအနီးနားရှိစီပေါင်းစားကားကတိမ်မောက်မိလောင်ခဲ့တာကြောင့်သူမတို့စီလာတဲ့ဆိုင်ကယ်ကကားရီချားညက်ပြီးဆီယမလီတို့မောင်နှမနှစ်ဦးလည်းပါဝင်ဆုံးမသွားခဲ့ရတာလို့သိရပါတယ်။ဆီယမာလီဟာအသက်28နှစ်သားရှိသေးရဖြစ်ပြီးဆီယမာလီတို့မောင်နှမကိုမေလ24ရက်မှာတကြုတ်ခဲ့တာဖြစ်ပါတယ် ဆီယမာလေးတည်ဆုံးတာနဲ့ပတ်သက်ပြီးအားလုံးကနှမျောတသာဖြစ်နေကြပြီးအမြဲတကြွပြီးဖော်ယူတဲ့တိချက်ကျောင်းကျိုချင်းဆိုကျောင်းသားမိပါတိုင်းနိနိကိုလူမြေနာနဲ့ကျောင်းသားနာမည်တန်းခေါ်ပြီးတဲ့တိချက်ခုလိုဖြစ်တဲ့ကြတော့မိသားစုနဲ့အတူထတ်တူဝမ်းနေရပါ යි ကျောင်းရဲ့အတောက်ပဆုံးဝန်ထမ်းတွေတဲကတအုပ်ဖြစ်တဲ့အတွက်လောက်ပေါ်ကန်ဖက်ဝန်ထမ်းတွေမကကျောင်းသားကျောင်းသူမိပါအများစုသတိထားမိရဲ့သူတို့နေရာအတွက်ပုံ၍နှမျောဝမ်းနေစိတ်မကောင်းဖြစ်ရပါ යි စိတ်မကောင်းလိုက်တာဒီဆီယမာကအမြဲတွေးလိုက်ရင်တက်ကြွလန်းဆန်းနေရ ကျောင်းပွဲတိုင်းလည်းအမြင့်ရှိဆုံးကကထိန်လက်တော်အားဆိုကလေးတွေနဲ့အတူတူရှိကထိန်ပြီးကုပြီးပျော်ပြီးနေရအယံစိတ်မကောင်းဖြစ်ရပါ යි ။ကောင်းမွန်သောပုံပွားမှာအေးချမ်းပါစီ။နောက်ဘဝဒီလိုအဖြစ်ဆုံးနဲ့အကြုံပါစီနဲ့လို့ဆုတောင်းပေးလိုက်ရပါ යි ။ဆရာမလေးတို့မောင်နှမနှစ်ယောက်အတွက်ဆုတောင်းကားလေးပျော်ပြီးခဲ့ကြပါအောင်ရှိ။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါ යි ။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှိ။မြင်းဒီကောင်တဝက်နေထိုင်သူများနဲ့လမ်းသွားလမ်းလာများကိုအတင်းလက်တာပြီးအလူခံရဲ့အတူရာဖုံးကြီး။အားလုံးပဲမင်္ဂလာပါ။ ဒီဗီဒီယိုလေးကတော့မြင်းဒီကောင်းတဲ့အနီနာကလူတိုင်းသတိထားကြဖို့တစ်ဆက်ပေးလိုက်ပါတယ်။ဒါကတော့လက်ရှိရန်ကုန်မြို့တော်တော်များများမှာဖုန်ကြီးအယောင်ဆောင်ကအလူကန်ကြီးရဲ့ဖုန်ကြီးအတုတွေများလာခဲ့တာပါ။ဖုန်ကြီးဥစဉ်အစ်စ်တွေကအလူကန်ချင်းအလေးထားမရှိဘဲတင်ကန်းချုံကအယောင်ဆောင်အလူကန်ကြီးကြတာပဲဖြစ်ပါတယ်။တကယ်ဆိုတန်ဃာတွေကအလူကန်နာစွန်းကန်နာတွေရှိတော့တကာတကာမတွေကလှူကြတယ်။ ဒါပေမဲ့အခုလိုဖုန်းကြီးရောင်းဆောင်ပြီးအလှကန်တဲ့သူတွေကလှူတဲ့သူတွေကို200လူရီနာမဟုတ်ဘူး900မှာတော့မွေးငါဘူးကြံရီဘူးလီမှရမှာတော့အလှကန်လာကြပါလေ